ကဲမင်္ဂလာပါမျိုးတို့ရေနော်တနင်္လာနေ့ကကျွန်တော်တို့အဖွင့်လာခဲ့ပြီမဲ့နော်ဒီအင်္ဂါနေ့မှာတော့ထိတ်ခဲ့ဘရိတ်ခဲ့နေပဲအောင်ခဲ့ရပေါ့နော်ဟိုကျွန်တော်တို့ပတ်အခွေပင်ညာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကမှန်ခဲ့ပြီမဲ့ဒီတစ်ဘက်မှာဖောင်းဖြစ်သွားတယ်ပေါ့နော်ဒါကြမ်းနဲ့ဟိုနောက်ပတ်ကြော်လဲဟိုဒီ20ကိုပြန်တွက်ချင်တဲ့တွက်ပေါ့နော်ကျွန်တော်20တွေကတော့ဟိုရေရှည်ကြီးပြတ်တာမျိုးတော့မရှိဘူးပေါ့နော်တခါတလေတပင်တလေပြတ်တာမျိုးပဲရှိတယ်ကဲအဲ့တော့ကျွန်တော်ဒီကနေ့20တွေပဲစမယ်ဘယ်ရစမလဲဆိုတော့၄၃ည၃ည ်3ည3ညအနေစမယ်ဗျ40 3ည3ညအနေစမယ်နော်စကားတိတ်မပြောတော့ဟုတ်လားသူတို့ရှိမှာဆိုအနာက1586 1586 6953 6953 6953 6953ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ၃ညနဲ့ဒီ၅နဲ့ပေါင်းပေါင်းရင်၅ပါတဲ့၅ရဲ့နှစ်ခက်က၃ 3ရက်ပါဝါ8 5 3 8ဆိုတဲ့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့เนาะအဲ့ဒီမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်1ဂျိတ်အနေနဲ့လည်းကျွန်တော်တို့ကစားမယ်ဆိုရင်ကစားလို့ရတဲ့အကြောင်းကျွန်တော်ပြောမယ်เนาะဒါပေမဲ့ကီဆိုတာပိုပြီးလုံကြုံနေစိတ်ချရတယ်ပေါ့เนาะ1ဂျိတ်အနေနဲ့ကစားမယ်ဆိုရင်5 3ဟာ1ဂျိတ်ဖြစ်ပါတယ်တဲ့เนาะအဲ့အဲ့တော့ကျွန်တော်ကြည့်တဲ့အောင်6 5တဲ့ဟော6 5မှာ5တလုံးထိခဲ့ပါတယ်နောက်တစ်ခါတင်တင်5တဲ့တင်5မှာလည်း5ပဲထပ်ထိပြီးတော့ မနေ့ကောညာရောအောင်ခဲ့ပါတယ်အဲ့ဒီမှာကြည့်မယ်ဆိုရင်ဝမ်းချင်းရပဲအောင်တာကိုတွေ့ရမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်ဒီပုံတွေ့ပါမယ်ငါ၄၅၆၅၆၁၇၇၄၁၇၇၄၃၈၆၆၃၈၆၆ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်၄ရဲ့၆ပဲပေါင်း ၃ည၃ညရဲ့နှက်ခက်ခွန်ခွန်ရဲ့ပါဝါ2 3ည9ဆိုတဲ့ကီး၃လုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့ဒီမှာဝမ်းကျင်းအနေနဲ့ကစားမယ်ဆို3ည9ပါတဲ့နော်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်ရအောင်ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့လေးလေးတဲ့မအောင်ပါဘူးအော်၃ည၃ညတဲ့ကီးအနေနဲ့လည်းအောင်တို့ဝမ်းကျင်အနေနဲ့လည်းအောင်ပါတယ်၃ညဆွဲပြီးတော့ဟုတ်လားကဲနောက်တစ်ပြုံးတွက်ပါမယ် ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်9ရဲ့6ရဲ့ပေါင်း1တရဲ့နှစ်ခက်က8 8ရဲ့ပါဝါ3တိရှိ3ဆိုရဲကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာထုံးကြံအတိုင်းပဲကျွန်တော်တို့ပြောမယ်ဆိုရင်တိရှိဒီဝိုင်းချင်းဖြစ်ပါတယ်တဲ့ကဲပါထွက်သွားတယ်ကြည့်လိုက်ရအောင်နှစ်ခွန်းနဲ့မအောင်မအောင်ပြ ရှစ်သုံးနဲ့ရှစ်သုံးမှာဟောရှစ်ကောသုံးရထိပြီးအခွေအနေနဲ့အောင်ခဲ့သလိုဝမ်းငင်းရလည်းရှစ်ထိပြီးတော့အောင်ခဲ့ပါတယ်ဗျနော်ဝမ်းငင်းဆိုတာတော့နှလုံးနဲ့ကစားရတာပေါ့နော် အကွက်တော့တော်တော်ကျင်းတယ်တော်တော်ညာတယ်ကျွန်တော်တို့ကြီးအနေနဲ့ကပို့ပြီးလုံခြုံပါတယ်ဒါပေမဲ့ခုနပြောလို့ကျွန်တော်တို့ဝမ်းငင်းနေရမှာကျွန်တော်ပြီးတော့မပြောပြမှာဗျာနော်အဲ့တော့ရှစ်သုံးပြီးသွားတဲ့အခါကျတော့နောက်တစ်ပြင်ကိုတွက်ပါမယ် ကိုကို6ခွန်6ခွန်ကို9ခွန်လေး4တုံညာ6ရှိ4တုံညာ6ရှိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်ထွက်ထားတဲ့အခါမှာဒါအုပ်တွက်မယ်ဆိုရင်6နဲ့6နဲ့ပေါင်း8ပါတဲ့8ရဲ့နှစ်ခက်က1တဲ့ရဲ့ပါဝါ6 8 6ဆိုတဲ့ကီးသုံးလုံးရပါတယ်တဲ့အဲ့ဒီမှာကျွန်တော်တို့1ငိမ့်က8တဖြစ်ပါတယ်တဲ့နော်ကဲဘယ်လိုရထွက်သွားတယ်ကြည့်လိုက်ရအောင်1ဟော1တဲ့1တမှာ1တလုံးထိပ်ပြီးတော့

ဟိုးလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကို ကျွန်တော်တို့တွက်မယ်ဆိုရင်3ရက်9ရက်ပေါင်း2ပါတဲ့2ရက်နှစ်ခက်က4 4ရက်ပါပါ9 2 4 9ဆိုတဲ့ကြီး3လုံးဒီပင်မှာထိရမယ်တဲ့ဝမ်းကြီးအနေနဲ့ကစားမယ်ဆိုရင်2 4စီဝမ်းကြီးဖြစ်ပါတယ်တဲ့ကဲပါရီထွက်သွားတဲ့ကြီးလဲရအောင်လေးကိုခွန်လေးလေးကိုတဲ့ဟောလေးကိုမှာလေးရောကိုရောထိပြီးတော့ကျွန်တော်တို့ဝမ်းကြီးရောကီးအနေနဲ့ရောအောင်ခဲ့ပါတယ်နောက်တစ်ခါခွန်လေးတဲ့ ခွန်လေးမှာလည်းကျွန်တော်တို့ဝမ်းကြီးနေရနေပြီးတော့ပဲအောင်ခဲ့ပါလေဗျနော်ကဲနောက်တစ်ပြီတော့တွတ်ပါမယ်နေ3 63 63 9943နေ9 43ည78 79ဒီရှိဒီခွန်ဒီရှိဒီခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်1နဲ့3နဲ့1နဲ့ပေါင်း လေးဒေးရနခက်ကနှစ်နှစ်ရပါဝါခွန်၄နှစ်ခွန်ဇရကီသုံးလုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့၄နှစ်ဒီဝန်ချင်းဖြစ်ပါတယ်တဲ့ကဲပါထွက်သွားတဲ့ကြည့်ရအောင်ဟော၄၉တဲ့ဟော၄၉မှာ၄တလုံးထိပြီးတော့အောင်ခဲ့ပါတယ်အဲ့ဒီ၄ရဝန်ချင်းနဲ့အောင်ချင်းဖြစ်ပါတယ်ခွန်၉ခွန်၉တဲ့ခွန်၉မှာလည်းခွန်တလုံးထိပြီးထပ်အောင်ပါတယ်သူကတော့ပြီးရင်နေနဲ့အောင်ချင်းဖြစ်ပါတယ်ကဲအဲ့တော့ မနေ့ကောညာရောကျွန်တော်တို့အောင်ခဲ့ပါပြီဗျအဲ့မှာကျွန်တော်တို့ကီးအနေနဲ့ကစားမယ်ဆိုရင်ညမနေ့အောင်မှာပေါ့နော်ဝမ်ကြီးအနေနဲ့ဆိုရင်တပွဲပဲအောင်မယ်နော်ကဲအဲ့တော့နောက်တစ်ခုနောက်တစ်ပြန်တွေ့ပါမယ်3863 3863တီတီ33တီတီ33ညတီကူ25တီကူ25ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင် ရှင်းနဲ့နှင်းနဲ့ပေါင်း3ည ၃ညရဲ့နက်ခတ်ကခွန်ခွန်ရဲ့ပါဝါ2အဲဒီမှာ၃ညခွန်2ဆိုတဲ့ကီး၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်1ဂျင်းအနေနဲ့ကြည့်မယ်ဆိုရင်3ညခွန်ဒီ1ဂျင်းဖြစ်ပါတယ်တကယ်ပါထွက်သွားတဲ့ကြည့်တဲ့ရအောင်3ဟော3ည5တဲ့ဟော3ညတစ်လုံး1ဂျင်းနေရပဲထိပြီးတော့အောင်ခဲ့ပါတယ်4တိ4တိမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျာနော်ကဲနောက်တစ်ပြင်တော့တွက်ပါမယ်9တိ8 နှစ်ကိုတိရှိတိရှိ3688 3688 39 39ဆိုရင်ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ကိုနဲ့နှစ်နဲ့ပေါင်းတိဒီရဲ့နှစ်ခက်က၈ရဲ့ပါဝါ3 183ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဝမ်းကျင်ဒီ18ဖြစ်ပါတယ်တကယ်ဘာတွေထွက်သွားသလဲကြည့်လိုက်အောင် ရှင်ငားတဲ့ဟောရှင်ငားမှာရှစ်တလုံးကိုဝန်ချင်းလေးကထိပြီးတော့အောင်သွားခဲ့ပါတယ်3ခွန်းဟော3ခွန်းနဲ့3ခွန်းမှာလဲကီးနေနဲ့အောင်သွားခဲ့ပါတယ်ဗျနော်ဝန်ချင်းလေးနဲ့ထိုးတော့မနဲ့တပင်မဲ့အောင်မယ်ကီးရောပါအောင်ထိုးမယ်ဆိုရင်မနဲ့ကောညာရောအောင်မယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်ကျွန်တော်မနဲ့ခွန်းအတွက်ကိုကီးလေးထုတ်လိုက်ရအောင်4ည3 3 4 3 3 3 6ခွန်း4 1 6ခွန်း4 1 9 9 6 3 5 5 639ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါဗျ။အဲ့ဒါကိုတွက်မယ်ဆိုရင်39နဲ့6နဲ့ပေါင်းတော့6 6ရဲ့နှစ်ခက်က9 9ရဲ့ပါဝါ4 694ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့1ချင်းအနေနဲ့ဆိုရင်69ဖြစ်ပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ key take လေးတွေနဲ့ကပ်ပြီးစဉ်းစားလဲရအောင်ဗျ။ နေ့မငါအတွက်ဂီထိတ်ဂီထိတ်ကတော့ဒီကနေ့လည်းမှန်တယ်နော်မင်းကြီးကလည်းမှန်တယ်ဒီကနေ့လည်းမှန်တယ်ဂီထိတ်ကနေ့ရက်သတိုက်မှန်နေပြီအဲ့တော့နေ့မငါအတွက်ဂီထိတ်က၄နှစ်ခွန်မာတဲ့နော်ဂီယိုယိုကဂီယိုယိုက694တဲ့694 4အဲ့တော့ကျွန်တော်တို့ဒီအတိုင်းပဲကာယူလိုက်မယ်နော်46 49 49 လေးလေးနှစ်ချောက်နှစ်ကိုနှစ်လေးခွန်ချောက်ခွန်ကိုခွန်လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့ဒါကိုကျွန်တော်တို့ဗရိတ်ကလေးတွေနဲ့တိုက်ပြီးတော့ချုပ်ကွက်ကလေးယူမယ်ဗရိတ်နဲ့ယူမယ်ဆိုရင်ဒီနေ့ဗရိတ်ကတော့မှန်ခဲ့ပါတယ်เนาะအဲ့မှာဗရိတ်က9တိ 396ဖြစ်ပါတယ်တဲ့ငါးတိတိ main break ဖြစ်ပါတယ်တကယ်အဲ့တော့ကျွန်တော်တို့ main break နဲ့ကိုင်းကြည့်တာလေးတွေပဲတင်ခွဲအနေနဲ့စဉ်းစားမယ်အဲ့တော့တင်ခွဲအနေနဲ့စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ခွန်6ဆိုတာတော့ထပ်ပြစားဖြစ်တယ်ဒါမှပြန်ထွက်ရင်လည်းထွက်ပေါ့နော်ကျွန်တော်တို့ဖြစ်ပါတယ်လေးလေးအပူကလည်းကျွန်တော်မကြိုက်ပါဘူးကြိုက်တယ်လူထဲထိုးပေါ့နော်ကျွန်တော်မကြိုက်တာပဲကျွန်တော်ပြောတာပါအဲ့တော့ဒီမှာငါးတိဆိုတဲ့ဟို main break ကိုကြည့်မယ်ဆိုရင်ငါး break ကငါးနဲ့ပတ်သက်တာငါး break နဲ့ပတ်သက်တာတလုံးမှမပါဘူး tip break နဲ့ပတ်သက်တာဆိုရင်2 6နဲ့ ခွန်လေးပဲပါပါတယ်เนาะ2.9နဲ့ခွန်လေးပဲပါပါတယ်အဲ့တော့ကျွန်တော်တို့အဓိကကတင်ရမှာဒီ2.9နဲ့ခွန်လေးပဲဖြစ်ပါတယ်တဲ့เนาะ2.9နဲ့ခွန်လေးเนาะအဲ့မှာ2.9နဲ့ခွန်လေးလို့တော့ဖြစ်တယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့ပြန်ကြည့်ရင်1ငင်းနဲ့ကိုက်ညီတာက6.9 1ငင်းဒီ6.9ဖြစ်တဲ့အတွက်2.9ဒီတာရင်းပို့ပြီးတော့အားကောင်းဆုံးလို့ကျွန်တော်တို့ဒီလိုတွေ့ရမှာပဲဖြစ်ပါရဲ့ဗျเนาะ အဲ့မှာကျွန်တော်တို့အရန်ဘရိတ်အနေနဲ့ဆိုရင်၃ညာဘရိတ်ရှိတယ်။နော်၆ဘရိတ်ရှိတယ်၆ဘရိတ်ရှိတယ်နော်။ဒါလေးတွေလည်းထည့်ထိုးမယ်ဆိုထိုးလို့ရတယ်။အဲ့မှာ၆ဘရိတ်၆ဘရိတ်တမှာတကယ်လို့ထည့်ခြင်းရင်ငင်းလှတော့လှပါလေ89 89ရယ်89 46ကပို့ပြီးအဲ့အရန်ဘရိတ်ဟိုအရန်ဘရိတ်နဲ့ညီဒါလေးရနော်။ဟိုဝမ်းကြီးနဲ့တော့အကိုက်ညီတော့ခွန်ခွန်ကုန်းနဲ့၄၆ကလေးတော့ထည့်တင်ကြိုက်မယ်ဆိုရင်ထည့်ပေါ့နော်ဒါအဲကျွန်တော် ရဲ့တွင်နီးရကျွန်တော်အကြံပေးခြင်းပဲဖြစ်ပါတယ်အမျိုးတို့အနေနဲ့ကြိုက်သလိုစဉ်းစားဆုံးဖြတ်ပါအဲအဲ့တော့ကျွန်တော်ရဲ့ဒီကနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးဒီဒီဘုဒ္ဓနေ့မှာတကယ်ကိုအောင်ခွင့်များနဲ့ပျော်ရွှင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုဒီမာနေမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ